မင်္ဂလာညချမ်းလေးပါရှင်ဒီဇင်ဘာလ9ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့အင်ချူမေပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကင်းပတ်ထွက်လာတဲ့စစ်တပ်ရင်နံဂျားပြမိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ၄ဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းစကိုင်းတိုင်းမှာကတာမျိုးသိန်းတိုက်ပွဲဖြစ်လာမယ်ဆိုတဲ့ကောလာဟာလာသတင်းတွေကြောင့်မြို့ကိုဆွန့်ခွာသူများပြားလာတဲ့သတင်း ိုင်းဒါလက်နက်ကင်အဖွဲ့များမရှိတဲ့အချိန်မှာစစ်တပ်ကလွတ်တော်မှာပါဝင်နေမှုကိုအစင်းစင်ရှော့ချနိုင်မယ်လို့စစ်ကောင်းဆောင်ပြောတဲ့တဲ့တင်။နမောက်ပြော်ပွဲလမ်းမိုင်းမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့တဲ့တင်။အောင်မန်းမှာခရီးတက်တင်ရင်နဲ့အင်စီကတိုက်ပြီလို့မျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့တင်။ ထရန့်ကအမေရိကန်မှာအသေးစားမော်တော်ယာဉ်များထုတ်လုပ်ရန်အတည်ပြုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကင်းဘတ်ထွက်လာတဲ့စစ်တပ်ရင်နံဂျားပြမိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်တပ်ဗမာ၄ဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းစလင်းမြို့နယ်မှာဒီဇင်ဘာလ6ရက်နေ့နေ့လယ်နာရီဝန်းကျင်ခန့်ကကင်းဘတ်ထွက်လာတဲ့စစ်တပ်ရင်နံဂျားပြမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ၄ဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းကထုတ်ပြန်ထားပါတယ်။စလင်းမျိုးမှရဲစခန်းမှာစလင်းမျိုးအထွတ်စိမ့်ဆိုဂိတ်ကင်းစခန်းကိုဆိုင်ကယ်၄စီးကားတစ်စီးနဲ့ကင်းပတ်ထွက်လာတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုစိမ့်ဆိုဂိတ်နဲ့စလင်းမျိုးမှရဲစခန်းအကြားမိရထားလမ်းပိုင်းမှာတော်လန်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နေ့လယ်လောက်ကတည်းကလက်နက်တံတွေရောကြားနေရတာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်တဲ့ပုံပဲ။ဂျဲရီနဲ့ပြူရီကအမြဲကင်းလက်ပြီးပေါ်တာပတ်ဆွဲနေတာ လမ်းသွားလမ်းလာပြည်သူတွေလည်းမကြာခဏပေါ်တာဆွဲခံရတာညနေဘက်ဆိုအပြင်ကိုတိတ်မထွက်ကြဘူးလို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်ထိတွေ့တိုက်ပွဲ45မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးစစ်တပ်တပ်ဖွဲ့ဝင်တွေကစလင်းမြို့မှာရဲစခန်းကိုညနေ၄နာရီဝန်းကျင်ခန့်မှာပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုအတွင်းစစ်တပ်တပ်ဖွဲ့ဝင်တပ်သား2ဦးနဲ့မြင်တင်ရက်ကွက်နေရဲတပ်သားအောင်ညီညီနဲ့ဖောင်းလင်းနယ်ထိန်မင်းခန့်တို့ထိခိုက်ဒဏ်ရာဆိုးရင်ရရှိခဲ့ပြီးစလင်းစေယုံမှာအရေးပေါ်ကူတာလျက်ရှိတယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကို ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလုံဆောင်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်တပ်တပ်ဖွဲ့ဝင်တွေထံမှ G3 ကြီးပေါင်း2ခုလက်ပစ်ပုံး1လုံးနဲ့ G30 ခန်းရရှိခဲ့ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေကအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဒီဇင်ဘာလ4ရက်နေ့ကလည်းဆလင်းမြို့နယ်တနေရာမှာစစ်ကောင်မရှင်အဖွဲ့ရဲ့အတူရောင်ရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ကျေးရွာတွေကိုမဲဆင်းဆစ်ဆေးပြီးပြန်လာတဲ့အင်အား60ကျော်ပါစစ်ကား20ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တအူးသေးဆုံးခဲ့ပြီးတပ်သားတုံးဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမှာကတားမြို့တိုင်းတိုက်ပွဲဖြစ်ပေါ်လာမယ်ဆိုတဲ့ကောလာဟလာသတင်းတွေကြောင့်မြို့ကိုဆွန့်ခွာသူများပြားလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကတားမြို့မှာမြို့သိမ်းတိုက်ပွဲတွေရွေးကောက်ပွဲမတိုင်ခင်ဖြစ်မယ်ဆိုတဲ့ကောလာဟာလသတင်းတွေကြောင့်စိုးရိမ်စိမ်းနဲ့ဒေသခံတွေပြောင်းရွှေ့နေကြတယ်လို့သိရပါဗျ။ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲလုံးမဲ့ပထမအတုံးမှာ ကတာမျိုးပါဝင်ပြီးရွေးကောက်ပွဲနေ့မတိုင်ခင်မြို့သိမ်းတိုက်ပွဲတွေဖြစ်မယ်ဆိုတဲ့ကောလာဟာလသတင်းတွေကြောင့်တက်ကြီးပိုင်းတွေနဲ့လုပ်ငန်းရှင်တထေးတချို့ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြပြီလို့သိရပါဗျ။လေးရနေ့ကလီရင်နဲ့မြို့ထွက်ကိုကျဲသွားသေးတယ်။မြို့ဝင်အထွက်နေရာတွေမှာညဆိုပြစ်ခတ်တံတွေကြားနေရတယ်။တိုက်ပွဲငယ်လေးတွေကတော့ဖြစ်ထားတာမကြသေးဘူး။ဂူရက်ထဲမြို့သိမ်းမယ်ဆိုတဲ့သတင်းတွေထွက်နေတော့မျိုးဘော်ကလူတွေရောရွာဘက်ကတတိတွေရောအတော်များများပြောင်းကုန်ကြပြီလို့ဒေသခံတို့ကပြောပါရယ် ီဇင်မာလာ၄ရက်နေ့ကလည်းကတာမျိုးအထွက်ကနဘာကျူရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲအနှဲငယ်ခံဖြစ်ခဲ့တယ်လို့သိရကညစဉ်ပြက်ခတ်တန်းတွေလည်းကြားနေရတယ်လို့ဆိုပါရယ်ခုပြောင်းတာကမန္တလေးဘက်နဲ့တချို့ကရွာတွေဘက်ကိုရှောင်းနေကြတာရန်ကုန်ဆင်းတဲ့သူတွေလည်းရှိတယ်သူနီးစက်ရွာကိုသွားနေကြတာပေါ့မရှောင်ကြသေးတဲ့သူလည်းရှိတယ်အများစုကငွေကြီးမတတ်နိုင်တဲ့သူနဲ့နေရမဆုံးခွာကျင်ကြတဲ့သူတွေကတော့မရှောင်ကြသေးဘူးလို့ဒေသခံတူကပြောပါရယ် ကတားမျိုးဟာစစ်ကော်မရှင်ရွေးကောက်ပွဲကျင်းပမဲ့ပထမပိုင်းမျိုးနဲ့တရားနှစ်မျိုးနဲ့မှာတခုအပါအဝင်ဖြစ်တယ်လို့သိရပြီးမျိုးသိမ်းမယ်ဆိုတဲ့သတင်းတွေဟာနိုဝင်ဘာလကုန်ပိုင်းလောက်ကတည်းကပြန့်နှံ့နေတယ်လို့သိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့တိုင်းနာလနဲ့ဂိုင်းအဖွဲ့များမရှိရတဲ့အခါမှာစစ်တပ်ကလွတ်တော်မှာပါဝင်နေမှုကိုအစင်းစင်ရှော့ချမယ်လို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံမှာဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းနာလနဲ့ဂိုင်းအဖွဲ့များမရှိတဲ့အချိန်မှာ စစ်တပ်ကလွတ်တော်မှာပါဝင်နေမှုကိုအစင်းစင်ရှော့ချနိုင်လိမ့်မယ်လို့အနာသိန်းစစ်ကောင်းဆောင်ကပြောဆိုလိုက်ပါတယ်။ဒီဇင်ဘာလ6ရက်မနေ့ကမွန်လွဲပိုင်းမှာပြင်းဦးလွင်တပ်နယ်ကစစ်တပ်အရာရှိစစ်သည်မိသားစုတွေနဲ့ဗိုလ်လောင်းတွေကိုတွဲဆော်အမစကားပြောကြရမှာအနာသိန်းစစ်ကောင်းဆောင်ကအခုလိုပြောဆိုလိုက်တာပါ။စစ်တပ်အနေနဲ့နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခိုင်အကဏ္ဍမှာခရဆက်ဆက်တမိုင်းကြောင်းများအရာပါဝင်ခဲ့ရကြောင်းတမိုင်းကြောင်းအရာဖြစ်ပေါ်နေတဲ့အခြေအနေများအရာ စစ်တပ်အနေနဲ့နိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍမှာဆက်လက်ပါဝင်နေရအောင်မည်ဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။အဲဒီတော့အခုစစ်ကောင်မရှင်လုံမဲ့ရွေးကောက်ပွဲအလွန်မှာလဲစစ်တပ်ကဆက်ပြီးနိုင်ငံကိုထိန်းချုပ်အောင်မဲ့သဘောရှိပါတယ်။အထူးသဖြင့်စစ်ကောင်ဆောင်အနေနဲ့စစ်ကောင်မရှင်ဥက္ကဋ္ဌလိုအတိုင်းမင်္ဂလိုယာရုမျိုးနဲ့ဆက်ရှိနေအောင်မဲ့လို့အရေးအမွက်ပြောတာမျိုးဖြစ်တယ်လို့စီဒီအမ်ဘုံမှုဆွေတော်ကမျိုးတော်ကိုပြောပါတယ်။စစ်ကောင်ဆောင်ကနိုင်ငံမှာဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းဒေသနဲ့နိုင်ငံအဖွဲ့များမရှိတဲ့အချိန်မှာ စစ်တပ်အနေနဲ့လွတ်တော်မှာပါဝင်နေမှုကိုအစစ်စစ်ရှော့ချသွားနိုင်မှာဖြစ်ကြောင်းလက်ရှိအချိန်မှာတပ်မတော်အနေနဲ့နိုင်ငံရေးဥစားမှုအခမ်းကဏ္ဍမှာပါဝင်နေရခြင်းကြောင့်လုပ်ငန်းများကိုမမှန်ကန်ကန်ဖြင့်စနစ်တကျလုတ်ကင်ဆောင်ရွက်သွားကြရန်လိုကြောင်းမှာကြားခဲ့ပါသေးတယ်။ဒါအပြင်ဒီဇင်ဘာလ28ရက်မှာရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း၃ပိုင်းခွဲကဆောင်ရွက်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲပထမပိုင်းပြုလုပ်ပြီးနှစ်ပတ်ကြာချိန်မှာဒုတိယပိုင်းကိုဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းဒုတိယပိုင်းကျင်းပပြီးနှစ်ပတ်ကြာချိန်မှာ တတိယပိုင်းကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်းပြောဆိုခဲ့တာကိုတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နမောက်ပြောပွဲလမ်းမိုင်းမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ဒေါ်လန်ကြီးတပ်ဖွဲ့တွေထိပ်တွေ့တိုက်ပွဲဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းနမောက်မြို့နယ်နမောက်ပြောပွဲလမ်းမိုင်းမှာဒေါ်လန်ကြီးတပ်ဖွဲ့တွေနဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကြားထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နမောက်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကသတင်းထုတ်ပြန်ထားပါရယ်။ ဒီဇင်ဘာလ9ရက်နေ့ည10:00နာရီမိနစ်30အချိန်ကကနမောက်ပြောပွဲလမ်းမိုင်းကဥယျင်လမ်းပေါက်အနီးကိုတော်လိုင်းဤတပ်ဖွဲ့တွေကလမ်းမိုင်းစစ်ဆေးရေးပြုလုပ်နေစဉ်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်။စစ်ကောင်မရှင်တပ်ကညဘက်ကင်းချင်းမှုဖောကားနဲ့လာတာစစ်သား15ဦးလောက်တော့ရှိမယ်။တော်လိုင်းရေးတပ်ဖွဲ့တွေကအမောင်တွေကနေပြစ်တာထိခိုက်သေးဆုံးမှုတော့ရှိနိုင်တယ်အတိအကျတော့မသိရသေးဘူးစစ်တပ်ဘက်ကလည်းကာမောင်ပြေးရင်ပြစ်တာ တော်လိုင်းရေးတပ်ဖွဲ့ကတော့ထိခိုက်တာမရှိဘူးလို့တော်လိုင်းရေးနဲ့နှိစက်သူတအူးကပြောပါရယ်အဆိုပါတိုက်ပွဲအတွင်းထိတွေ့မှု10မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပြီးစစ်ကော်မရှင်ဘက်ထိခိုက်သေးဆုံးမှုကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့နမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါရယ်အဆိုပါတိုက်ခိုက်မှုကိုအောင်စန်းလန်းအဖွဲ့နဲ့နမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပြီးအဆိုပါလမ်းမိုင်းမှာတော်လိုင်းရေးတပ်ဖွဲ့တွေကမကြာခဏလမ်းမိုင်းစစ်ဆေးတာတွေပြုလုပ်နေကြမှာ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကအမောင်ခိုကညဘက်ကင်းချိန်တာဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အောင်မန်းမှာခရီးသည်တင်ရင်နဲ့အင်စီကားတိုက်မိလို့အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းမြို့မှာခရီးသည်တင်ရင်နဲ့ Nissan Atlas အမျိုးအစားအင်စီကားကိုတိုက်မိခဲ့လို့အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရဲ။ဒီဇင်ဘာလ6ရက်နံနက်8:00နာရီခွဲကမှာ အောင်မန်းမြို့အဝင်အမတ်နှစ်တက်မတော်စေယုံဂရင်900အနီးမှာတောင်ကြီးဘက်ကလာတဲ့ဒို့ညီနော် express ကားကိုလမ်းကြားကထွက်လာတဲ့အင်စီကားကဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါရေတိုက်မှုကြောင့်ကားလေးကောင်းကန်းအတွင်းမှာအမျိုးသမီး2ဦးညက်နေလို့မိသားတက်ဖွဲ့တွေကကဲထုတ်ပေးခဲ့ရကြောင်းလည်းသိရပါတယ်။အဆိုပါနေရာဟာမကြာခင်ရက်ပိုင်းအတွင်းကမှလမ်းမင်းမှာပြက်လို့ရက်ထားတဲ့ Ford ကားကိုမအိတ်အမျိုးအစားအင်စီကားကနောက်ကနေဝင်တိုက်လို့အမျိုးသား3ဦးနေရာမှာပဲတေဆုံးခဲ့ပြီး အမျိုးသားသုံးဦးမှာထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သေးတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့တစ်ပတ်လောက်ကပဲဒီနားမှာရက်ထားတဲ့ကားကိုအိမ်စည်းကားကနောက်ကနေဝင်တိုက်လို့၃ရောက်ပွဲချင်းပြီးတေသွားတယ်။တေသွားတာကပင်မီရွာဘက်ကအလုသမားတွေလို့ကြားတယ်။ဒီနေရာကအတက်အဆင်းရှိတယ်။ကားသမားတွေဂယုဆိုင်ပြီးမောင်းတဲ့နေရာပဲလို့အနီးနားမှာနေထိုင်သူတဦးကမြို့တော်ကိုပြောပါရယ်။ယခုရင်တိုင်းမှုကြောင့်ဒဏ်ရာရရှိသူတွေကိုမဟာလူမှုကယ်ဆယ်ရေးအသင်းနဲ့အောင်မန်းနာရေးကူညီမှုအသင်းရင်တွေနဲ့အောင်မန်းစေယုံကိုပို့ဆောင်ပေးခဲ့ကြတယ်လို့သိရပါရယ်ရှင်။ ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Tran ကအမေရိကန်မှာအသေးစားမော်တော်ယာဉ်များထုတ်လုပ်ရန်အတည်ပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအမေရိကန်ပြည်အောင်စုမှာအသေးစားမော်တော်ယာဉ်တွေထုတ်လုပ်ရန်ခွင့်ပြုလိုက်ကြောင်းကြေညာခဲ့ပါတယ်။နောက်ကြာနေ့မှာ Tran ကလူမှုကွန်ရက်မှာအမေရိကန်ပြည်အောင်စုမှာတင်နီကားတွေကိုဆောက်လုပ်ခွင့်ပြုလိုက်ပြီလို့ရေးသားခဲ့တာဖြစ်ပါတယ်။အခြားနိုင်ငံတွေမှာအောင်မြင်စွာတည်ဆောက်ထားသလိုပဲထုတ်လုပ်သူတွေကဒါကိုလှုပ်ချင်ခဲ့တာကြပါပြီလို့ရေးသားခဲ့ပါသေးတယ်။ ဘလောက်ထိသေးငယ်ပြီးဘလို့ရင်အမျိုးအစားတွေကိုခွင့်ပြုတယ်ဆိုတဲ့မူဝါဒကိုတော့တိကျစွာပြောကြားခဲ့ခြင်းမရှိပါဘူးဂျပန်ကားထုတ်လုပ်သူတွေဘက်ကထုတ်လုပ်ရမှာထူးချွန်တဲ့မီနီကားတွေနဲ့ကွန်ပက်ကားတွေပါပါဝင်မှာလားဆိုတာလည်းမရှင်းလင်းသေးပါဘူးဗုဒ္ဓဦးနေ့မှာထရန့်ကဂျပန်တောင်ကိုရီးယားနဲ့မလေးရှားတို့မှာတွေ့ရလေရှိတယ်အလွန်သေးငယ်တဲ့ကားများကိုရည်ညွှန်းပြီးအဲ့ဒီကားတွေဟာတကယ်ကိုချစ်စရာကောင်းတယ်လို့ပြောဆိုခဲ့ပြီး ဒီလိုကားတွေပြည်တွင်းမှာထုတ်လုပ်မှုကိုခွင့်ပြုဖို့အရွယ်ထားကြောင်းကြောင်းဖော်ပြခဲ့ပါတယ်။ငွေကြေးဖားပွားမှုကာလရှည်အတွင်းအမေရိကန်စားသုံးသူတွေဟာကုန်စည်နှုန်းကြောင့်စိတ်ထိခိုက်လာခဲ့တာကြောင့်အခုလိုခွင့်ပြုတာလို့ယူဆရပါတယ်။ Trump အစိုးရဟာလာမယ့်နှစ်ဂျားပြရွေးကောက်ပွဲမတိုင်မီအမေရိကန်ဈေးကွက်မှာဈေးသက်သာတဲ့မော်တော်ယာဉ်တွေပိုမိုရရှိနိုင်ရေးတိုးမြင့်နေခြင်းကြောင့်စစပါမော်တော်ယာဉ်ကုန်ကြဈေးကိုလျှော့ချဖို့စ조사နေပုံရပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေဆောင်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။